အမျက်များများရပြီးတော့မှအရင်အနည်းနည်းနည်းနဲ့စလို့ရမယ့်လုပ်ငန်းသေးသေးလေးတစ်ခု6လအတွင်းမှာစကြတဲ့သူများဒီဗီဒီယိုကိုစုတ်ထအောင်ကြည့်ပေးပါ။ โอเคအဲ့တော့ဟုတ်ပြီကျွန်တော်တို့မြန်မြန်လေးစနိုင်ရမယ်အရင်ဒီလေးနေရမယ်အမြတ်ငွေလေးရမယ်စီးပွားရေးတစ်ခုစတင်ဖို့အတွက်အဆင့်ဘယ်နှဆင့်ရှိလဲ6ဆင့်ပဲရှိပါတယ်နံပါတ်1စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့အတွက်ဆိုလို့ရှိရင်ねဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ niche market ကိုအရင်ဆုံးရှာရလိမ့်မယ် niche market ဆိုတော့ဘာလဲဆိုတော့လူတိုင်းကို ရောင်းတာမဟုတ်ဘူးကိုသတ်မှတ်ထားတဲ့လူတစုကိုပဲကိုကရောင်းမှာလူတိုင်းကို ရောင်းတာဆိုလို့ရှိရင်သိကြတယ်ကုန်ကြမ်းရေးတွေအများကြီးလိမ့်မယ်အောင်မြင်ဖို့အတွက်ခွင့်နှမ်းနေလိမ့်မယ်တခုတော့ရှိတယ်ကျွန်တော်တို့က niche market ရှာတဲ့အခါ ါမှာဘလို့ရှာရမလဲဆိုတော့အဲ့ဒီခိုရောင်းမဲ့ထုတ်ကုန်ဒါမှမဟုတ်ကိုပေးမဲ့ဝန်ဆောင်မှုကကိုကိုယ်တိုင်ချစ်တဲ့အရာဖြစ်ရလားကိုယ့်ရဲ့ passion ရှိရလားတခုချစ်ရလားအဲ့တော့ကိုယ်စီးပွားရေးလုပ်ငန်းတခုကိုလုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းကကိုကမချစ်ဘူးဆိုလို့ရှိရင်ရည်ချီမရက်တည်နိုင်ပတ်စံနေရာတုံးတော့ပြောနေလိမ့်မယ်ပတ်စံမရရင်အဲ့ဒီလုပ်ငန်းကိုကျွန်တော်ရက်ပလိုက်လိမ့်မယ်ဒါကြောင့်မို့ကျွန်တော်တို့ niche market ဆက်ရှာတဲ့အခါမှာအဲ့ဒီလုပ်ငန်းကကိုချစ်တဲ့လုပ်ငန်းဖြစ်ရလား နောက်ဘရောမှာအဲ့ဒီလုပ်ငန်းမှာတန်ဖိုးတစ်ခုရောရှိရင်လားအစင်းနှစ်ဘာလုပ်အောင်လဲဆိုတော့ business idea စပြီးတော့မှစဉ်းစားပါ product ပဲဖြစ်ဖြစ်တို့တို့ service ပဲဖြစ်ဖြစ်ကိုထုတ်မဲ့ထုတ်ကုန်ဘယ်လိုလုပ်မလဲ business idea တွေမှာဘာတွေပါလာမလဲဆိုတော့သူတို့ competitors တွေဘယ်သူတွေရှိလဲပြိုင်ပတ်တွေကဘယ်သူတွေရှိလဲ financial projection လို့ခေါ်တဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဘယ်လိုစဉ်းစားထားလဲဆိုင်ဖွင့်တဲ့တို့ကဘယ်လောက်ကိုကြစိတ်တွေသုံးမှာလဲဝန်ထမ်းတွေဘယ်လိုဝန်ထမ်းမျိုးတွေခန့်မှာလဲငွေကြေးနဲ့ပတ်သက်ပြီးတော့မှဒီလတို့က marketing ဈေးဘယ်လောက်သုံးမှာလဲတစ်နှစ်တို့က marketing ဈေးဘယ်လောက်သုံးမှာလဲ financial projection အရန်ကြီးကြီးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ target audience ကဘယ်သူလဲခုနကကျွန်တော်ပြောတဲ့ niche market နေတော့ဆင်းနေအဲ့တော့ဘယ်သူတွေကိုပဲရောင်းမှာလဲ တော့လူတစုပဲဒီလူပဲရောင်းပါဇီဒီဒီလူကကျန်တဲ့လူတွေမရောင်းဘူးအဲ့တော့ no လို့ပြောလို့ရမယ်ဒီဒီစပေးညက်ဆိုင်ဖွင့်ထားတယ်ပဲဆိုကြပါစို့ရဲ့ယောက်ျားလေးဝင်လာတယ် I'm sorry ပါကျမတို့အမျိုးသမီးတည်တတ်ပါအမျိုးသမီးတည်တတ်ပါဆိုတော့သူ့ရဲ့ target audience ကအမျိုးသမီးတွေပဲဖြစ်နေပြီဒါမျိုးကိုကျွန်တော်တို့ပြောတာဆိုတော့ကိုယ့်ရဲ့ target audience အရေးကြီးတယ်နော်ဒါဒါစဉ်းစားမှ business plan ထဲမှာ financial projection ကျွန်တော်တို့လုပ်ရမယ်ပြီးမလုပ်ရမယ်ဆိုတော့ competitors တွေကိုယ့်ရဲ့ပြိုင်ဘက်တွေဘယ်သူတွေရှိလဲဒါကျွန်တော်တို့ business plan ထဲမှာနောက်ထပ်အများကြီးရှိသေးတယ် business plan တော့ဆွဲကိုဆွဲရလိမ့်မယ်အဆင့်၃ကြာတော့ကျွန်တော်တို့မလုပ်ရမယ်ဆိုတော့ test တော့ဒီကြောင့်လည်းကနေပြီးတော့မှာအခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်ချင်းတွေဒီအကျိုးစုံတရားရတယ်ဆိုတော့ကျွန်တော်ပြောလင်းပါတယ်အကျိုးစုံတရားရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပြပါဒီဗီဒီယိုဆုံးတော့ကြည့်ပြီးတဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံမင်းအောင်မှာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ